စကိုင်းတိုင်းတပရင်းမြို့နယ်မရော့ကန်ရွာမှာစစ်တပ်ရဲ့လေကြောင်းတပ်ခတ်မှုကြောင့်ဒေသုံးသူတယောက်ထပ်တိုးခဲ့ပြီးစုစုပေါင်းဒေသုံးသူ16ယောက်ရှိသွားပြီလို့ဒေသခံတွေကပြောပါတယ်။တပရင်းမြို့နယ်မရော့ကန်ရွာကိုဒီဇင်ဘာလ9ရက်ညပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာနဲ့ပေါင်250ဘုံးသီးနှလုံးကျဲချတက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူ16ယောက်ဒေသုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညညရဲ့အဆိုအရ UNG လူ့အခွင့်အရေးဝန်ကြီးဌာနကဒီဇင်ဘာ6ရက်ညနေပိုင်းအထိရရှိထားတဲ့အချက်အလက်တွေကို အတိပေးခဲ့ပါတယ်။အခုထပ်ပြီးတရားရသူတွေထက်ကအသက်၄၈နှစ်အရွယ်ဒေါ်သင်းခိုင်ဆိုသူထပ်မံကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာ9ရက်နေ့ကအာဆီယံစီးကိန်းဘောလုံးပြိုင်ပွဲအုပ်စုအဖွဲ့ပွဲစဉ်အဖြစ်ရှင်းပြိုင်ကစားနေတဲ့မြန်မာအမျိုးသမီးအသင်းနဲ့ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့ရဲ့ပွဲစဉ်ပြသနေတဲ့လက်ဖက်ရည်ဆိုင်ကိုစစ်တပ်ကဘုံကျဲတက်ခခဲ့တာဖြစ်ပြီးအဲ့ဒီဘောလုံးပွဲစဉ်ကိုကြည့်ရှုနေသူတွေအပေါအဝင် အနည်းအားကအရသာပြည်သူတွေလည်းတေဆုံးထိခိုက်ခဲ့ကြတာဖြစ်ပါတယ် ဒါ့အပြင်လေကြောင်းတက်ခတ်မှုကြောင့်နေအိမ်16လုံးမော်တော်ကားတစ်စီးထော်လာကြီးတစ်စီးနဲ့မော်တော်ဆိုင်ကယ်10စီးတို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဆက်လက်အသိပေးထားပါတယ်။အများပြည်သူအပန်းဖြေရာနေရာကိုရည်ရွယ်ချက်ရှိရှိပြစ်ခတ်တက်ခတ်ခဲ့တာဖြစ်ပြီးအခြေခံအကျောဆုံးလူအခွင့်ရေးကိုပြောင်ပြောင်တင်းတင်းကျူးလွန်ချိုးဖောက်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အင်ချီ900ကျော်ရှိတဲ့မော်ရိုကန်ရွာကဒေသခံပြည်သူ3ပုံ2ပုံဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရတာပါ။ လက်ရှိအချိန်ဟာဒီဇင်ဘာလ10ရက်နေ့မှာကြာရောက်မဲ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့အတွက်အကျိုးအလှရှောင်းမှုတွေပြုလုပ်နေခြင်းဖြစ်ပြီးဆေးအုပ်စုရဲ့အစိအရစုမှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေအတွက်တောင်းဆိုမှုတွေပြုလုပ်နေချိန်မှာပဲအခုလိုမျိုးအကြမ်းဖက်တိုက်ခတ်မှုတွေထပ်မံကြုံတွေ့ရတာဖြစ်တယ်လို့လူအခွင့်အရေးဝန်ကြီးဌာနကအဆိုထားပါတယ်စစ်ကောင်စီဟာတရားမဝင်ရွေးကောက်ပွဲတရက်ကိုပြုလုပ်ဖို့ပြင်ဆင်နေခြင်းဖြစ်ပြီးတစ်ဖက်မှာလည်းပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေကိုအဆက်မပြတ်ကျူးလွန်နေတယ်လို့လည်းထပ်မံအသိပေးထားပါတယ်ရှင်